လော့ဂင်ထွက်ရပဝိဇ္ဇတို့လမ်းမှာမသိသူမရှိအောင်ကြိုကြားခဲ့တဲ့ထွက်ရပဝိဇ္ဇတို့ကြီးဘိုးဝါယမအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘိုးဝါယမလို့ခေါ်တဲ့မာဂဝါစိတ်ဟာကြောက်ပရောင်းအပိုင်ဖြစ်တဲ့ရေငန်ရွာဇာတိဖြစ်ကြောင်းသိရှိရပါတယ်။မိဘတွေရဲ့အမည်၊မွေးတက္ကရိကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ဘိုးဝါယမအဖြစ်ထင်ရှားကြော်ကြားနေတဲ့အချိန်မှလည်းဆွေမျိုးသားချင်းတော်ဆက်သူတွေလာရောက်တွေ့ဆုံခြင်းမရှိဘူးလို့လည်းသိရပါတယ်။ ဘိုးဝါရမတယောက်စိန်ပန်းကုန်းဖျားဝိုင်းမှာအချိန်ကြာမြင့်စွာနေထိုင်သွားတာကိုတော့မှတ်မိနေကြပါတယ်။ဘိုးဝါရမရဲ့အပြောအဆိုအနေအထိုင်အပြုအမူတွေကြောင့်ရေငန်ရွာတရွာလုံးကအယူဆိုပြီးသတ်မှတ်ထားကြပါတယ်။သူတို့အဲ့လိုသတ်မှတ်တာလဲအပြစ်ပြောလို့မရဘူး။ဘိုးဝါရမဟာပင်ကြီးဆက်သက်တုပ်ကိုလည်းရွတ်ဆိုတယ်။ရွတ်ဆိုနေရင်ကနေမိုးမိုးမိုးလာမောင်တို့လီလီလီလာမောင်တို့ဟေးလာမောင်တို့ဝါဆိုပြီးအဟစ်တီဆိုခြင်းလည်းရှိတတ်တယ်လို့ တခါတည်းရန်တမနာစာတပုတ်သေးကိုပဲအတန်ကုံအော်ဟိရွဆူနေခြင်းမျိုးလဲရှိတတ်တာကြောင့်သူ့ကိုအယူးလို့တတ်မှတ်ထားကြခြင်းဖြစ်ပါတယ်။တခါကလည်းမိထီလာကားကိတ်ကနေကားထွက်တော့ကားနောက်ပိုင်းကတွဲစီးပြီးအိမ်လုံးရညံလက်သုံးကောင်စီပြန်ကြော်လို့မဆလာစော်ကမွေးဆိုပြီးအော်ဆူရာတလန်းလုံးအနှံ့မင်ဖြစ်ပါတယ်။ဘိုးဝါယမဟာလူဝစ်ကြောင်နဲ့ရှိနေစဉ်ကရောင်နှုန်းတစ်သေးလေးထုံထားပြီးသူ့မျက်လုံးအစုံကပွေးမျက်လုံးကလေးတွေလိုနီနီရဲရဲလေးတွေဖြစ်နေပါတယ်။ မေးကြည့်လိုက်တော့ဘိုးဝါယမကသူဟာသုံးဘဝပြောင်းလဲလာသူဖြစ်ကြောင်းဒုတိယဘဝကဖုန်ကြီးဘဝဖြစ်ပြီးပြန်လုံတော်မူတော့မိသူကြိုခဲ့ရာမှာမျက်စိပြတ်သွားခြင်းဖြစ်ကြောင်းပြောပြပါတယ်ဘိုးဝါယမရဲ့မျက်စိဟာမျက်သားနီနေပြီးမိသင်ထားတဲ့မျက်စိဖြစ်ကြောင်းသိတာလှပါတယ်ဘိုးဝါယမဟာသူ့ကိုမယုံရင်မယုံတဲ့အလျောက်ထူးထူးဆန်းဆန်းတွေလုတ်ပြတတ်တယ်လို့ယုံတဲ့လူတွေကိုလည်းပုံမုံယုံကြည်အောင်လုတ်ပြတတ်ပါသေးတယ်။ဘိုးဝါယမဟာတဲတွေကိုစုပုံပြီးတဲပုံစီတီတည်တတ်တယ်လို့ ဂဲရီကိုစုပုံပြီးဂဲပုံစည်းလေးလဲတီးလေးရှိပါတယ်။သာသနာပြုမဲ့နမိတ်ကိုပြဆိုခဲ့ခြင်းဖြစ်ပေမဲ့လူတာမန်တို့ကတော့အတွေးမပေါက်ခဲ့ပဲအယူလှုပ်ချင်ရလှုပ်နေတယ်လို့ပဲထင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဘိုးဝါယမဟာသင်ငန်းဝတ်ခဲ့ပါတယ်။သင်ငန်းဝတ်ခဲ့ပေမဲ့လည်းသူ့ကိုလူတွေကဖုန်ကြီးယူဆိုပြီးထပ်မံတတ်မှတ်ကြပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်ငန်းဝတ်နဲ့ပဲလက်မလက်ပတ်နိုင်အပြက်တွေကဘဲညာအပြေလက်စွပ်တွေကလည်းဘဲညာလက်ဆက်ချောင်းလုံးမှာအပြေ မရှိဘူးဆိုရင်လက်တချောင်းစီတိုင်းမှာအ ਨੇ ဆုံး3-4ခွင်းလောက်ရှိတယ်။ရွှေလက်စွပ်တွေတော့မဟုတ်။အဲ့လိုတွိကရလက်စွပ်တွေကောက်စွပ်ထားပြီးလက်ပနာကြီးအပြက်ပေါင်းများစွာကိုလက်နှစ်ပတ်လုံးအပြည့်ပတ်ထားတော့လူတွေကဘုံကြီးအယူအယူဘုံကြီးဆိုပြီးဝိုင်းဝန်းနောက်ပြောင်ကြပါတယ်။ဘိုးဝါယမကိုပုတ်ပားတောင်ကြီးကအကျော်ဆိုင်တစ်ခုဖြစ်တဲ့ကိုမန်းစင်အကျော်ဆိုင်ကအကျော်ရီကိုအမြဲတမ်းကတ်လူလေးရှိပါတယ်။စင်းရဲလို့မိသားစုအကျော်ရောင်းစားနေပေမဲ့ဗုဒ္ဓဘာသာဝင်ပြီးပြီးတတ်နိုင်သလောက်အလူပြုကြခြင်းဖြစ်ပါတယ်။ အရင်ဘဝကဒါနပါရမီမပါခဲ့တာကြောင့်အခုဘဝမှာစင်းရဲနေရခြင်းမဟုတ်ပါလားဒါကြောင့်ဘသူတွေပါပဲပြောပြောသူတို့မိသားစုကတော့ဘုန်းကြီးဘိုးဝါယမကိုနေ့စဉ်ရိုရိုတည်တည်နဲ့အကြော်ကတ်လူခဲ့ကြပါတယ်တနေ့မှာတော့အလွန်စင်းရဲလှတဲ့အကြော်တဲ့ကိုမန်းစင်းနဲ့မပိုးတို့ကိုဘိုးဝါယမကမင်းတို့ကိုငါမမယ်လို့ပြောပြီးတက်ကြညွန်းအောင်တပြင်းညွန်းမြေစာညွန်းသုံးမျိုးကို ရှာဖွေကူးယူခိုင်းလိုက်ပြီးရေးဆေးကြောခိုင်းပါတယ် အဲ့နောက်အကျော်တိုင်မှာကျိုးနဲ့ပူးချပြီးဂါရာရီဒလဆက်ရွတ်ပါတော့တယ်ရွတ်ပြီးတဲ့အခါကဲမင်းတို့ကတော့ငါမပြီးပြီညံရှိတယ်လို့လောက်ကြပြီးတော့ဆိုပြီးပြောခဲ့ပါတယ်အကျော်တယ်လင်မယားလည်းတိတ်နားမလဲတာကြောင့်အကျော်ရောင်းမြေအတိုင်းပဲရောင်းနေပါတယ်တိတ်မကြလာတဲ့အချိန်မှာတော့အကျော်တယ်ကိုမန်းစင်တယောက်အစိုးရကြီး900စုပောက်ပါလေတော့တယ်ငွေစုလက်မှတ်တံမိုးနဲ့ပေါင်းလိုက်တော့ငွေ900တိတိကိုရရှိခဲ့ပါတယ် ဲ့ဒီအချိန်ကပလိတယောက်ရဲ့လကဟာ6ချက်9ချက်လောက်သာရတာကြောင့်ငွေဟာအလွန်ကိုတန်မိုးရှိလာတဲ့ခေတ်ပေါ့အဲ့ဒီခေတ်မှာငွေ900ဆိုတာကတပွားလုံးကိုအကြီးအကျယ်ပြောင်းလဲသွားနိုင်တဲ့ပမာဏပါကိုမန်းစင်တို့ကလည်းထီပေါက်ပြီးချောင်းလေလာတော့အကြုံမရောက်ကြတော့ဘဲအိမ်ဝယ်ပစ္စည်းဝယ်ကြပေါ့မစင်းစားမစင်ခြင်းပဲဝတ်တွေဝယ်ပြီးမွေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ပုပ်ပားမျိုးပုပ်ပားတောင်ကြီးဟာမင်းမဟာကီရီမောင်နှမနကွန်လေထင်ရှားကြော်ကြားစွာရှိပါတယ် မေဝနာရဲ့သားတော်နှစ်ပါးဖြစ်တဲ့ရွှေပြင်းညီနောင်တို့ရဲ့နေမည်လဲဖြစ်တာကြောင့်အင်မတန်မှနှက်ကြီးတယ်လို့ဆိုရပါမယ်။အဲ့လောက်နှက်ကြီးပြီးဝက်မတင်ရတဲ့ပုပ်ပားလိုအရက်မျိုးမှဝက်မွေးတဲ့လုပ်ငန်းကိုလုပ်ကင်ကြတာဆိုတော့သူတို့လင်မယားထက်မိုက်တဲ့သူမရှိနိုင်တော့လို့ဆိုရတော့အောင်မိုက်တွင်းနှက်လှပါနဲ့။တိတ်မကြပါဘူး။ဝက်မွေးမြူရဲ့လုပ်ငန်းလုပ်ကင်ကြတယ်။ကိုမန်းစင်းတို့လင်မယားစကားများရန်ဖြစ်ပြီးကွဲကြပါလေရော။နောက်ပိုင်းမှာတော့ပုပ်ပားတောင်ကလပ်ကိုတယောက်တနေရာစီရွှေပြောင်းနေထိုင်ကြပြီး စီးပွားပြက်ခဲ့ရုံသာမကအိမ်တော်မှာပြက်ခဲ့ကြရပါတယ်ဘိုးတော်ကမပြီမဲလဲသူတို့ကမကြွဖြစ်ခဲ့ရတာပေါ့ဘိုးဝရမဟာပုတ်ပားမှာအလွတ်လွတ်ကင်နေကြတဲ့တိုင်းပခုနှစ်ကရဲဘော်လေးတွေကိုတွေ့ရင်လဲငါသားတို့လာကြစမ်းဒီမှာစားကြစမ်းဆိုပြီးပါလာသမ ्या ကိုအမြဲကြွေးလိရှိပါတယ်တခါတည်းရန်ဖျားကပ်ပြီးပြန်စွန့်ထားတဲ့ပန်းချောက်တွေကို အမုံကျိတ်ပြားရည်နဲ့စိန်ပြီးကြွေးလိရှိပါတယ်စားရသူတွေပြောတာက အဟာရသိတိပြီးသလိုမျိုးအချိန်အတော်ကြာစာလောင်ခြင်းမရှိတော့ဘူးလို့ဆိုကြပါတယ်။ပုပ်ပားမှာဒေါ်ချစ်ကပိုင်ရှင်တဦးဖြစ်တဲ့ဦးစုဟာဘိုးဝါယမကိုအလွန်ယိုသေးတဲ့သူပါ။ဘိုးဝါယမသွားလို့တဲ့နေရာတွေကိုလည်းအမြဲတမ်းလိုက်ဖို့ပြေးလို့ရှိပါတယ်။တနေ့တော့ကျောက်ပန်းအထွက်မှာရှိတဲ့ရေနံချက်စက်ယုံဘက်ကိုလိုက်ဖို့ခိုင်းပြီးအဲ့ရောက်တဲ့အခါအမိုက်တွေစုပုံပြီးမိရှို့ပြပါတယ်။ တွေ့ရှိတဲ့သူတွေကတော့ဘိုးတော်ယူမြနေလားမသိဘူးစိတ်ယုံနာမှမီးရှို့ပြရဲဆိုပြီးဝိုင်းဝန်းပြောဆိုပြီးမိငိမ့်တက်လိုက်ကြတာပေါ့မကြပါဘူးနောက်ရက်မှာပဲကြောက်ပြောင်းရင်နှံချက်စိတ်ယုံကြီးမီးအကြီးကျယ်လောက်မာတော့တယ်အမှန်ကဘိုးဝါရမဟာလာမဲ့ဘေးကိုကြိုတင်အတိပေးနမိတ်ပြခဲ့ခြင်းသာဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာကဝိဇ္ဇာတွေဟာတတ္တဝါတွေကိုကဲတင်တဲ့အခါတိုက်ရိုက်ပြောလို့မရှိပါဘူးနမိတ်သဘောမျိုးသာပြလိမ့်ရှိပြီးစင်ကျင်သုံးသက်နိုင်မှသာ ဆိုလိုရင်းကိုနားလည်နိုင်မှာပါ ဒါကြောင့်တချို့ပဋ္ဌာန်းဆက်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအိမ်မက်ထဲမှာတွေ့ရတဲ့ပုဂ္ဂိုလ်သူတွေရဲ့အတိတ်နမိတ်ပေးခြင်းကိုကောက်ယူပြီးရည်ရချေတာထီထိုးတာတွေလုပ်ကြပြီးအကျိုးကျေးဇူးတွေရရှိခံစားကြတာလည်းရှိကြပါတယ်။တရက်မှာတော့ဘိုးဝါယမဟာရှမ်းဝတ်စုံကိုဝတ်ပြီးမောင်းတလုံးကိုလက်ကကိုင်းကလမ်းတစ်လျှောက်လုံးအဲ့ဒီမောင်းကြီးကိုအပြင်းထန်ထုလာပါတယ်။နောက်ဆုံးမောင်းကြီးဟာအပြင်းထန်ထုလာကြောင်းကွဲသွားပါလျော်။ မကြမီအချိန်မှာရောင်စုံတောင်းကျန်းသူများကြောင့်ရှမ်းပြည်နယ်ဘက်မှာစူးစူးပူပူဖြစ်ပွားကြောင်းသိရတော့မှဘိုးတော်အတိတ်နမိတ်ပြခဲ့တာကိုနားလည်ကြရပါတယ်။တနေ့ဘိုးဝါရမဟာရောက်ရှိနေတဲ့နှစ်ချက်ခွဲရွာတဲ့ကိုမောင်းတလုံးထုပြီးကြွလာပါတယ်။မောင်းထုရင်អော်လိုက်တာက မော်ချင်းရင်ကြော်ရင်ကိုပေါင်းကြမော်ဒင်ရင်ကြော်ရင်ကိုပေါင်းကြဆိုပြီးဖြစ်ပါတယ်။အဲ့ဒီအချိန်ကကြော်ရင်ဟာတာမန်အရသားပင်ဖြစ်ပေမဲ့မကြမီတကြီးခံထားတဲ့အခါမှာကြော်ရင်တကြီးဖြစ်သွားပါတယ်။ ။တချိန်ကမြန်မာနိုင်ငံမှာပလိယောဂါကြီးဖြစ်ပွားခဲ့ပူပြီးရွာလုံးကျွတ်ရွာကိုစွန့်ခွာပြောင်းပြေးရတဲ့သူတွေရှိသလိုမိသားစုတစ်ခုလုံးအနစ်အဆရောက်ကြတာလည်းရှိခဲ့ပါတယ်။အဲ့ဒီပလိယောဂါဆိုကြီးဟာဘိုးဝါရမရောက်ရှိနေတဲ့နှစ်ချက်ခွဲရွာမှာလည်းစတင်ဖြစ်ပွားနေပါပြီ။အဲ့တော့ဘိုးဝါရမကိုယုံကြည်ကိုးကွယ်နေကြတဲ့သူတွေကအကူအညီတောင်းကြပါတယ်။အဖို့ကဲပါအောင်ရွာမှာပလိယောဂါကြီးစတင်ဖြစ်ပွားနေပြီလို့ရှောက်တဲ့အခါမှာဘိုးဝါရမကတဲမြားကိုရှာဖွေခိုင်းပြီးသင်ငန်းနဲ့ထုတ်တယ် ပြီးတော့ရွာတွင်းကိုဝင်ပြီးလမ်းတစ်လျှောက်မှာရှိတဲ့အိမ်တွေကိုအဲ့ဒီသဲနဲ့ပတ်သွားတယ်။နှုတ်ကလည်းနဘယံဘေးမရှိစရာဘူးကွ။နဘယံဘေးမရှိစရာဘူးဟေ။ဆိုပြီးခြေလောင်စွာအမိန့်ပေးအော်ဟစ်သွားခဲ့ပါတယ်။ဘိုးဝါယမသဲနဲ့ပတ်လိုက်တဲ့အိမ်အားလုံးဟာပလိယောဂဖြစ်ပွားခြင်းမရှိခဲ့ဘူးလို့လည်းအဲ့ဒီရွာမှာနေတဲ့ဦးတောင်းဖေကပြောပြခဲ့ဘူးပါတယ်။တခါလေမြင်းကြံခရိုင်တောင်သားမျိုးမြောက်ဖျားကားလမ်းမကြီးအရှိတ်ဘက်မှာရေလေကျောင်းတိုင်းလို့ခေါ်တဲ့ ာသနာဇောတိကအကြောင်းတက်ကြီးလည်းရှိတယ်။အဲဒီအကြောင်းတက်ကြီးမှာလေဒီဆရာတော်ဘုရားကြီးလည်းတရင်သုံးခဲ့ဘူးပြီးတပည့်ဒိုင်ကာဒိုင်ကာမများကိုပရမတ်ထတန်ခိတ်ကျမ်းကိုသင်ကြားပေးခဲ့ပါတယ်။ဆရာတော်ကြီးဥနန္ဒလက်ထက်မှာဘိုးဝါယမဟာလူဝိနဲ့အကြောင်းကိုရောက်လာပြီးတလနှလကြာအောင်နေထိုင်ပြီးဆရာတော်ကြီးကိုဝှကြီးဝင့်ငယ်ပြုစုလေးရှိပါတယ်။တနေ့တော့ရှမ်းပြည်နယ်မြောက်ဘက်ကဖျားဖူးလာကြတဲ့ဧည့်သည်တွေအကြောင်းဝန်းထဲကိုရောက်လာကြပြီးခေါင်းဆောင်လုပ်တဲ့သူက ကျောင်းမှာညအိတ်ခွင့်ပြုပါရန်ဆရာတော်ကြီးကိုလာရောက်လျှောက်ထားပါတယ်။ဆရာတော်ကြီးလည်းအကျိုးအကြောင်းကိုမေးမြန်းလိုက်တဲ့အခါ၎င်းတို့ဖျားဘူးလာကြရင်မြောက်ဘက်တောင်ကြားမှာကားပြတ်တာကြောင့်အဲ့ဒီနေရာမှာမအိတ်ဝန်းကြလို့မြို့ထဲလာပြီးဆရာတော်ကျောင်းမှာညအိတ်ဖို့ခွင့်တောင်းရခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီအခါဆရာတော်ကြီးကအရှိပိုင်းစီတီတဆူနာမှာအမှိုက်လဲနေတဲ့ဘိုးဝါယမကိုလက်ညှိုးညွှန်ပြပြီးဟောဟိုမှာတပြက်စီးလဲနေတဲ့ဒကာကြီးကိုအခုညီတောင်းလိုက်သူတက်နိုင်ပါတယ်။ ဆိုပြီးမိန်ချလိုက်တော့မှရှမ်းဧည့်သည်တွေလည်းဘိုးဝါယမစီကိုသွားပြီးအချိုးအချောင်းပြောပြအကူအညီတောင်းကြပါတယ်။အဲ့ဒီခါဘိုးဝါယမကအနားကိုလှည့်ပတ်ကြည့်လိုက်ပြီးတွေးရှိတဲ့ကြောက်ခဲတလုံးကိုကောက်ယူလိုက်ပြီးယော့ဒီကြောက်ခဲကိုယူသွားကြ။ကားစီရောက်တဲ့အခါကြောက်ခဲနဲ့ကားဆက်ကောင်းကိုခေါင်းဘိုးဝါယမအမိတ်ကားဆက်ပြန်ကောင်းလို့ပြောပြီးခောက်ပြီးအဲ့လိုပြောခိုင်းလိုက်ပါတယ်။ရှမ်းဧည့်သည်၃ယောက်လည်းကားစီကိုထွက်သွားကြတော့ မကြမီမှာကားဆက်တန်ကြရပြီးကျောင်းဝိုင်းထဲကိုကားမောင်းဝင်လာကြတာကိုတွေ့ရတော့မှအားလုံးအံ့ဩဝမ်းသာခဲ့ကြရပါတယ်။ဘိုးဝါယမဟာနှစ်ချက်ခွဲရွာကိုရောက်တဲ့အခါတိုင်းမောင်ဖို့ရောအိမ်မှာတဲလိရှိပါတယ်။တခါတော့ဘိုးဝါယမကငါတဲကိုတဲ့အိမ်ပိုင်ရှင်ဥမောင်ဖို့တော်အေးတို့ကိုငါမမယ်ဆိုပြီးတော့အိမ်ခြံထဲကအတိုင်မှာအင်းနိုင်ဆိုင်ပေးခဲ့ပါတယ်။မကြမီမှာပဲဥမောင်ဖို့ဟာအောက်မလီတီ9000စုကြီးကိုပောက်ပါလိတော့တယ်။ အဲ့ဒီရွာမှာပဲငှပြိုးသီးရောက်တဲ့ဥပုံဆိုးဆိုတဲ့သူကိုလည်းဘိုးဝါရမကမင်းငှပြိုးသီးမရောက်နဲ့တော့ချိန်ဝင်ကြိုင်ရမယ်တသက်လုံးမစင်းရဲစရာဘူးဟေ့အဲ့လိုပြောတာကြောင့်ဈေးဆိုင်ဖွင့်ပြီးကုန်တယ်လုပ်ငန်းလုပ်ကြရကြီးပွားသွားတယ်လို့လည်းသိရှိရပါတယ်ကျောက်ပန်းောင်းကနေပုတ်ပားကိုလာရင်ကားလိုင်းရဲ့ဘဲဘက်မှာထူးဆန်းအံ့ဩပွက်ကောင်းတဲ့ကြီးတော်လုပ်ဖျားရှိပါတယ်ဇေရော်ရဲ့ဂောပကတူပြောပြချက်အရာအဲ့ဒီဇေဒီရေမြင့်တော်ဘုတ်ကိုတတ်ပြီးထီတော်ကိုကန်လုတဲ့အခါအမှန်မင်းပျော်ပြောင်းစွာနဲ့ ဘယ်ညာရင်းွယ်ခါရမ်းနေတာကိုတွေ့ရပါတယ်။ဘိုးဝါယမဟာထွက်ရလန်းကိုမမြန်းမိအဲ့ဒီထီတော်လှုပ်ဖျားမှာမကြာခဏအဋိဌံဝင်လေးရှိပါတယ်။နှစ်ချက်ခွဲရွာရဲ့ရွာဥစည်ကြီးလို့လဲဆိုပါတယ်။အဲ့ရွာမှာနေတဲ့ဥတောင်းဖေပြောပြချက်အရာဘိုးဝါယမကိုသူတွေ့စဉ်ကအဝိစာ ပြောပုံဆိုပုံနေပုံထိုင်ပုံတွေကြောင့်အထင်မကြီးခဲ့။တဖြည်းဖြည်းအနေကြလာတဲ့အခါမှာဘိုးဝါယမရဲ့ထူးခြားတဲ့တိတ်တိမဟိတ်တိတွေကိုသိလာရပါတယ်။ ဘိုးဝါယမရှိစဉ်ကထီတော်လုပ်ဖျားမှာနှစ်စဉ်ထမင်းဲထိုးပွဲဘိုးတော်ကိုယ်တိုင်ဦးစီးပြုလုပ်လို့ရှိပါတယ်။တနှစ်မှာတော့ထမင်းဲထိုးပွဲကိုလာကြတဲ့ပရိသတ်တွေဟာများပြားလှပါတယ်။လာကြတဲ့ပရိသတ်တွေကလည်းကြေးရွာသားပြီးပြီးအလှစားကြတာမဟုတ် ထမင်းဲကိုအဝစားကြတာ။ထမင်းဲကလည်းကောင်းလူအုပ်ကလည်းကောင်းဒီပုံစံအတိုင်းဆိုရင် လောက်တော်မီမထင်။ဒါကြောင့်ဦးတောင်ဖေကဘိုးဝါယမကိုထမင်းဲနောက်ထပ်၃လတဲ့ဦးလောက်ထိုးထားရင်ကောင်းမယ်လို့အကြံပေးပါတယ်။ဘိုးဝါယမက မပူပါနဲ့တောင်းဖေးရဲ့လောက်ပါတယ်လောက်ပါတယ်မှန်ဆန်မြင့်ထမနေအိုးအဲ့လိုပြောပြီးဒေအိုးအဖုံးကိုဖွင့်လိုက်ပြီးအတွင်းကထမနေရီပေါ်မှာလက်ညှိုးနဲ့ဝါအခေယဝိုင်းလိုက်ပြီးကဲတောင်းဖေးစိတ်သာချဝါနဲ့တားရင်ဘာမဆိုဝါတယ်ကွာမင်းအိုးကိုဖုံးထားခုခတ်ပြီးရင်ပြန်ဖုံးထားလူဘလောက်စားစားစားနေတလောက်စားစမ်းပါစီကွာမကုံစီရဘူးအဲ့လိုပြောလိုက်ပါတယ်တကယ်လဲအဲ့နှစ်ကဦးတောင်းဖေးကလည်းထမနေခူးလိုက်ပြန်ဖုံးထားလိုက် ချက်ခူးလိုက်ပြန်ဖုံးထားလိုက်နဲ့လာသမျှလူကိုထမင်းနဲ့အဝကျွေးနိုင်ခဲ့ပါတယ်။ခူးထားတဲ့နေရာတွေဟာအဖုံဖုံးပြီးနောက်တစ်ခါပြန်ဖွင့်လိုက်ရင်ရော့မသွားဘဲပြန်ပြန်ပြည့်နေတာကိုတွေ့ရတယ်။လူသာကုံသွားတယ်ထမင်းနဲ့ကမကုံ။အဲ့ဒီခါဘိုးဝါရမရဲ့တိတ်တိအစွမ်းကို ပုံမှုပြီးယုံကြည်သွားခဲ့ရပြန်ပါတယ်။တခါကလည်းပုတ်ပါတောင်တက်ကားလန်းဖောက်ဖို့ရာလမ်းဦးကြောင်းရှာတဲ့အဖွဲ့ကဟိုဘက်ဒီဘက်တင့်တော်တဲ့နေရာကိုရှာဖွေနေကြတယ်။အဲ့ဒါကိုဘိုးဝါရမက ကားတကားပြက်ကြီးတစ်ခုကိုကျိုးနဲ့ဆလွယ်တန်းရောက်လာပြီးဗဇက်ကလည်းကားမောင်းတလို့တဦးဦးနဲ့အော်မီကတောင်ပေါ်ကိုတက်လိုက်ဆင်းလိုက်လုံနေပါတယ်တွေ့ရတဲ့သူတွေကအဘဘာလုပ်နေရလဲလို့မေးလိုက်တော့ဟာငါလေးငါဘာသာကားလန့်ဖောက်နေတာဗောဆိုပြီးပြန်ပြောခဲ့ပါတယ်သူစန်နာကမူလဦးလန်းချောင်းရှာထားတဲ့ဘက်ကကားလန့်မဖောက်ဖြစ်ပဲဘိုးဝါယမတက်လိုက်ဆင်းလိုက်လုတ်ပြတဲ့လမ်းချောင်းအတိုင်းသာကားလန့်ဖောက်ခဲ့ရပါတယ်တခါလေဘိုးဝါယမဟာနှစ်ချက်ခွဲရွာက ဥတောင်းဖေကိုဂျိုးရုပ်ကလေးတစ်ခုလက်ဆောင်ပေးပြီးတောင်းဖေအခက်ခဲတွေ့ရင်ဂျိုးကလေးကိုကူလိုက်ကိုညီမဲ့သူပေါ်လာလိမ့်မယ်ဆိုပြီးပြောကြခဲ့ပါတယ်တကယ်လဲအခက်ခဲတွေ့တဲ့အခါမှာဥတောင်းဖေကတရိုတသေးတိမ့်ထတဲ့ဂျိုးကလေးကိုထုတ်ယူပြီးကူတံပေးလိုက်တော့တကယ်ကိုကူညီမဲ့သူပေါ်လာပြီးလုပ်ငန်းအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်1324ခုနှစ်မှာပုပ်ပားတောင်ကလပ်ကုမာရယာမတိုက်မှာဆရာတော်ဥကုမာရက ပစ္စည်းရနှုတ်ကကျင်းပတယ်ပထန်းတင်တန်းကိုတက်ရောက်နေတယ်ဆရာတော်ဘဒ္ဒနာပဏိစဟာဘိုးဝါယမနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီအချိန်ကဘိုးဝါယမဟာပုပ်ပားတောင်ကလပ်မှာတရင်သုံးနေပြီး ကြောက်တုံးတွေပေါ်မှာမာကဝါစိတ်ဟု၎င်းစမအခိယာတွေဖြစ်တဲ့စဒဘာဝတို့ကို၎င်းအခိယာစလုံးနငယ်တို့ကို၎င်းထုံများမြေပြင်းများနဲ့ရေးသားထားတာကိုတွေ့ရှိရပါတယ်တခါတည်းရန်မိုးပေါ်မှာမာကလူပြည်မှာဝါယမကွဟူ၍၎င်း မာကဝါစိတ်ဟူရဲ့၎င်းအော်နေတတ်တယ်။တခါတည်းန်ကြမ်းကြမ်းတန်တန်ဆဲဆူနေတာတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။တနေ့တော့ပထန်းစာဝါလိုက်နေတဲ့ဥကဝိနကဟာဘိုးဝါယမနဲ့တွေ့ဆုံပြီးစကားပြောမိရာဘိုးတော်ဝါစိတ်ဆိုပြီးဘာကြောင့်ကြမ်းကြမ်းတန်တန်တွေဆဲဆူနေရတာလဲလို့မေးလိုက်တော့ဆဲစရာရှိလို့ဆဲတာပေါ့ကူတော်ဆိုပြီးပြန်ဖြေပါတယ်။ဘိုးဝါယမဟာတခါတည်းန်တပြက်စီလဲရင်က ဂေါနောတွေသူနှက်ခေါတွေနွားတွေခွေးတွေမိစာတွေစသဖြင့်ဆဲဆိုလေးရှိပါတယ်အချို့သော ပုဂ္ဂိုလ်တူဝိဇာတွေဟာတပြက်စီးလဲတန်ရှင်းရေးလုပ်နေရကအဲ့ဒီနေရာတွေမှာမရှိသင့်တဲ့ပရလောကသားတွေမိစာတွေကို တွေ့ရှိပါကဆဲဆိုနှင်ထုတ်တတ်ကြပါတယ်ဆရာတော်ဥက္ကဝိနကကဝိဇာဖြစ်အောင်ဘာတရားချင်းပါတလဲလို့မေးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိတရဏဂုံသုံးပါးကိုအမြဲပွားများပါလို့ပြောခဲ့ပါတယ် တရဏဂုံသုံးပါသမထချင်းစဉ်ကိုကျင့်ပါလို့ပြောခဲ့ခြင်းလည်းဖြစ်ပါတယ်။တရဏဂုံနေ့စဉ်ရွရင်ဝိဇ္ဇာဖြစ်သလားလို့ထပ်မိလိုက်တော့ဖြစ်တယ်ကိုရောနေ့စဉ်မှန်မှန်သာရွတ်ဖတ်အားထုတ်ပါလို့ဖြေကြားခဲ့ပါတယ်။ဆရာတော်ဗတ္တနာပဏိစာဟာအဲ့ဒီအချိန်ကယဟန်ငယ်ဖြစ်တော့အတွေ့အကြုံမရှိဝိဇ္ဇာအကြောင်းကိုလည်းမသိသေးတာကြောင့်ဝိဇ္ဇာကိုတွေ့ခဲ့ပေမဲ့လည်းမသိတော့ဖာတိဖာတာပဲနေခဲ့လေတယ်။ဆရာတော်ဗတ္တနာပဏိစာဟာ1329ခုနှစ်မှာရန်ကုန်ထောက်ကျန်းရှိပိုပားကျောင်းတိုက်ခွဲမှာ ဘုအဖွဲနဲ့ဘကိုးဖျားဖူးထွက်ကြပြီးအပြန်မှာအင်းကော်တောင်ကိုလုံးကိုဝင်ရောက်ကြတယ်။အဲ့ဒီခါရန်ကုန်ကကျောင်းမကြီးဒေါ်သန်းစိန်လှူဒန်းထားတဲ့ကျောင်းမဘိုးဝါရမအဋိဌံဝင်နေတာကို တွေ့ခဲ့ရပါတယ်။ပုပ်ပါတောင်ကလပ်မှာတွေ့မြင်ခဲ့ရတဲ့အနေအထားနဲ့တခြားစီဖြစ်နေပြီးဝိဖြူစင်ကျဲဝခေါင်းပေါင်းဖြူနဲ့ကလထိုင်ပလင်ပေါ်မှာခန္ဓာကိုယ်ကိုတည်ငြိမ်စွာ စိတ်ကြည်ငြိမ်စွာနဲ့တမာရီရှိရှိထိုင်နေတာကိုတွေ့ရလေတယ်။ဘယ်နေရာကိုမှလည်းမကြွ ညီမင်းเจ้าဘော်ကဒီကလထိုင်ပလင်ပေါ်မှာပဲထိုင်ပြီးလက်မနဲ့လက်စစ်ကိုထိပြီးတမထချင်းစဉ်ကိုသာချင့်နေပါတယ်။ညဘက်မှာလည်းအနေချင်းသာအိပ်ဆက်ပြီးကလထိုင်ပေါ်မှာသာအနေများတယ်။ဘိုးဝါယမဟာအဲ့လိုဝစီပိတ်အဋိဌာန်နဲ့တောင်ကိုလုံးမှာ၉နှစ်ကြာအောင်အဋိဌာန်ဝင်ခဲ့ပါတယ်။တောင်ကိုလုံးအဋိဌာန်ပြီးမြောက်တဲ့အခါမင်္ဂလာတုံငွေရတောင်နဲ့ဥအောင်ချမ်းသာစီတီကိုကြွားရောက်ပြီးမောင်အောင်လေးလာပြီးလို့ပင်စာတန်းထိုးပြီး အောင်ချမ်းသာစီသည်ငွေရတောင်တို့မှအလံဖြူများဆိုင်တည်င်းသုံးနေထိုင်ခဲ့ပါနဲ့ဝိဇာမှာလိမ့်စာမရှိဝိဇာဆိုတာနေရအတီတကြမရှိစัจ java လာအနန္တထီလို့ဘိုးဝါယမပြောနေရှိခဲ့ပါတယ်ဆရာတော်ဥက္ကမာရကလည်းဗဒ္ဒနာပနိစကိုဘိုးဝါယမဟာဓာတ်လဲစုံတယ်နတ်လဲစုံတယ်ဝင်းမောက်ထွက်ပေါက်တွေလည်းများတယ်တစ်ပင်ကတစ်ခေါင်းပေါက်နဲ့တူနေတယ်ငှက်မျိုးစုံတလိဆန်ပေါင်းစုံဝင်ကြထွက်ကြတယ်လို့ဖြစ်နေတယ်လို့လည်းမိန့်ကြားခဲ့ပူပါတယ် ဘိုးဝါယမဟာပိတ်ဖြူများတင်ငန်းများနဲ့အလံဆိုင်ထူထားလေးရှိပါတယ်။တပည့်ပရိသတ်များဆယ်မိစီရန်ဆယ်ပြားစီများမတ်နေစီရန်မတ်စီများယာနုံးပြည့်အောင်မြင်မှုရရှိစီရန်တရားပြားစီများကိုပေးဝေလေးရှိပါတယ်။တသဘောစင်တဲ့အနေနဲ့ပေးခြင်းဖြစ်ပါတယ်။တခါတရံကြောက်ခဲလေးများပေးလေးရှိပြီးယော့ယုံကြည်ရင်ဗရမမယုံကြည်ရင်အလကားမင်းတို့စောင့်ထားဆိုပြီးပြောကပေးလေးရှိပါတယ်။လဲကူးမြို့နယ်နိဗ္ဗာန်စိတ်မှာ ရွှေဘိုဥမုံနေကြဆရာတော်ဟာမြင့်မောင်တောင်ကြီးကို32ပုံသားရုံလုံးများနဲ့ပုံဖော်ထုလုပ်ပြီးပြပွဲကြီးကိုပြုလုပ်ခဲ့ပါတယ်။အင်းနဂော်ကထောက်ချံကိုကြွလာတဲ့ဘိုးဝါယမဟာလည်းလဲကူကိုရောက်စဉ်အဲ့ဒီမြင့်မောင်တောင်ကြီးကိုတွေ့ခဲ့ပါတယ်။ထောက်ချံပုပ်ပွားချောင်းကိုရောက်တဲ့အခါတိလရှင်ကြီးဒေါ်ပညာကိုငါမြင့်မောင်တောင်ကြီးကိုစည်းစည်းနဲ့ပေါက်ခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနေ့နှစ်နာရီကမှပဲလဲကူမျိုးကမြင့်မောင်တောင်ကြီးဖြိုကျပျက်စီးသွားကြောင်းသတင်းကြရလေတယ်။ ပုပ်ပွားကြောက်ဖက်လော်ကားထဲမှာလဲရဘာချန်တွေမှာຫນွေကာလမီးလောင်ခဲ့တယ်။မီးဟာចောင်းချန်စည်းយោနားထီအောင်ကိုကူးဆက်လာတော့သီလရှင်ကြီးဒေါ်ပညာကအဘကြီးကဲပါအောင်တော်မီကကတ်နေပြီဆိုပြီးပြောဆိုအကူအညီတောင်းရာဘိုးဝါယမကဓမ္မတချောင်းကိုတောင်းပြီးချန်စည်းយោနားကိုသွားပြိရွတ်တယ်။မကြမီမီးငိမ့်သွားပြီးမီးပေးအနေကနေကင်းဝေးသွားကြပါလေ။ဘိုးဝါယမဟာအင်းကောတောင်ကုန်းလုံးကနေထောက်ချန်ကိုရောက်ရှိလာတော့ဘကူးမျိုးကမဟာစီရီကြီးပြီးစီနိုင်ရင်အတွက် ဒီနေရာမှာမဟာစီရီတီးရမယ်လို့ပြောပြီးဥကုမာရသတင်းသုံးနေတဲ့တိုက်ကြောင်းရဲ့စနေတော့မှာရှိတဲ့ချတောင်ဖို့ကို မုံရွာကကြောင်းစရာကြီးဥစိန်ဆိုသူကိုဓာတချောင်းပေးပြီးဇေယျပုံဖြစ်အောင်ခုတ်ခိုင်းတယ်။ဇေယျပုံပေါ်လာတဲ့အခါဥပနိစကို မဟာစီရီပုံအကျန်းတော်ပြီးသွားပြီးတေချာပြီးအောင်ကကိုရိုရိုတောင်းဝင်ဓာတော်ရီဌာပနာပါချီးတင်အနိကစားတင်မှာဆိုပြီးဝဲ့အမည်ပေးဖရာအနိကစားတင်ခဲ့ကြတယ်။ ဤစီရီကြီးပြီးမှဘကုမဟာစီရီအမြန်ပြီးလိမ့်မယ်လို့လည်းပြောကြခဲ့ပါတယ်။ပြောတဲ့အချိန်မှာဘကုမဟာစီရီကြီးလည်းမကြခင်ပြီးမြောက်ခဲ့ပါတယ်။ဘိုးဝါယမဟာစကားကောင်းတွေအချင်းကောင်းတွေပြောလိမ့်မရှိညအချင်းစောစောအိပ်ပြီး၁၇နာရီ၁၂နာရီမှမအိပ်တော့ပဲပရိယမြစ်တာပို့နေလေးရှိပါတယ်။တခါတည်းရန်အယူအသွင်နဲ့ဓာတ်ဆုံနဲ့ဆုံဖြစ်တော့တယ်။ဆရာတော်ဗတ္တနာပနိစနဲ့တူးချင်းနေခိုက် အင်းဝခေယရနာဘုံခေကအကြောင်းတွေကိုပြောပြလေးရှိပါတယ်။အကြောင်းကြီးကမောင်းတိကြလို့လည်းပြောတယ်။ဓမ္မမအောင်ဓမ္မပြတ်အောင်နေကြ။ဆရာတော်ရဲ့ယရနာကျိုးကြီးကိုလည်းမပြတ်စည်းစေနဲ့။ရွှေရှိမှရွှေလာ၊ငွေရှိမှငွေလာ၊လက်ပံပင်ရှိကလရလာလိမ့်မယ်လို့လည်းပြောလေးရှိပါတယ်။1338ခုနေုံလာပြည့်ကျော်9ရက်နေ့မှာရန်ကုန်မြို့အလုံးတက်တော်လံဦးအောင်သိန်းဒေါ်တင်အောင်တို့နေအိမ်မှာပဲဘိုးဝါရမအသေးအတွက်နဲ့ထွက်တော်မူခဲ့ပါတယ်။ အဲ့ဒီအခါဘိုးဝါယမရဲ့ခန္ဓာယုတ်ကလတ်ကိုပုပ်ပါထောက်ကြံတောင်ကိုးလုံးမှ တပည့်များကသူတို့နေရာအသီးသီးမှာဂူသွင်းတကြုံနိုင်ဖို့စကနိုင်လူစကားပြောကြရမှရံပွဲများပင်ဖြစ်ခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့ဆရာတော်ဥစ္စန္နဝရတောင်ကိုးလုံးဆရာတော်ကပဲရယူတကြိုထိုက်ကြောင်းအများသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်ဘိုးဝါယမရဲ့ကျွင်းချံရစ်တဲ့ယုတ်ကလတ်ကိုတောင်ကိုးလုံးနယ်မြေတစ်သားချောင်းကလေးချင်းမှာတည့်ရပင်ချင်းရင် တပြေပင်ကိုခေါင်းပြုတ်ပြီးဂူသွင်းတကြိုခဲ့ကြပါတယ်။ဂူကိုလည်းအမိုးကလေးတစ်ခုပြုတ်လုပေးထားတယ်လို့လည်းသိရပါတယ်။ဒီလိုနဲ့ပဲဝိဇာနယ်ပယ်မှာထင်ရှားကြော်ကြားခဲ့တဲ့ဘိုးဝါယမဟာထွက်ရလန်းကိုကြွားမြန်းသွားခဲ့ရှာလို့တော့လေ။ယခုတင်ဆက်ပေးခဲ့တာကတော့ဝိဇာနယ်မှာထင်ရှားကြော်ကြားခဲ့တဲ့ထွက်ရပေါ့ဝိဇရိုကြီးဘိုးဝါယမအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။